်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့စီဝါတက်စီတဲ့အိမ်စီဝါတက်စီတဲ့ဆိုင်ဖြုတ်ဖို့အတွက်ကျွန်တော်တို့ဆောင်းဝါရှောင်းလေးတွေကိုဒီနေ့မိတ်ဆွေများကိုမြောက်ပေးมาဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မိတ်ဆွေများအာကျွန်တော်ပြောတဲ့အချက်လေးတွေနဲ့တေချာကိုအိမ်မှာတေချာလေးတေချာလေးလိုက်ပြီးရောကြည့်ကြည့်ပေါ့နော်အော်တကယ်ဟုတ်လားမဟုတ်လားဆိုတာလည်းမိတ်ဆွေများလက်တွေ့ပဲခံစားမှဖြစ်ပါလေလက်တွေ့အသိမြင်တော့မှဖြစ်ပါတယ်အဲ့တော့ကြည့်ကြည့်လိုက်ပါ စည်းဝါးတက်နေတဲ့အိမ်နေရောဘယ်လိုမျိုးထားလဲအဲ့တော့စည်းဝါးကျနေတဲ့အိမ်စည်းဝါးမဖြစ်တဲ့အိမ်နေရောဘယ်လိုအခြေအနေရှိတဲ့ဆိုတာမိတ်ဆွေများသိရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အိမ်ဒီစည်းဝါးတွေဖြစ်ဖို့အတွက်အလုပ်တွေဖြစ်ဖို့အတွက်ကျွန်တော်တို့ပြုလုပ်တဲ့အရာလေးပဲဖြစ်ပါတယ်အဲ့တော့နံပါတ်1ကျွန်တော်တို့စည်းဝါးတက်အိမ်ဖြစ်ဖို့အတွက်ပထမဆုံးကျွန်တော်တို့ရဲ့ အိမ်ရှိရနေစပြီးတော့ကြည့်လျအောင်ကျွန်တော်အိမ်ရှိအဝင်အပေါက်ဝါမှာကျွန်တော်တို့ပစ္စည်းနဲ့ရှုပ်ရက်ခတ်နေတာလေးတချို့အိမ်တွေကျွန်တော်မြင်မှုပါတယ်အဲ့တော့ပစ္စည်းနဲ့ရှုပ်ရက်ခတ်နေအောင်မထားမှနဲ့ကိုယ့်ရဲ့အိမ်အဝင်ပေါက်လေးကိုတန်တန်ပြန်ပြန်လေးတက်ရက်လေးကျွန်တော်တပြက်စီလေးထေချာလေးလဲပြီးထားမှဖြစ်ပါတယ်နံပါတ်1ပေါ့နော်အိမ်ရှိအပေါက်အဲ့တော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖေယားចောင်းဆောင်ပဲဖြစ်ပါတယ်အရင်ကအရေးကြီးပါတယ် အဲ့တော့စီဝါတက်တဲ့အိမ်တွေကိုကြည့်လိုက်လို့ရှိရင်ဘုရားကျောင်းစုံတွေကအမြဲတမ်းတန့်ရှင်တက်ရက်တောက်ပြောင်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့အဆင်မပြေတဲ့အိမ်တွေစီဝါရေးအဆင်မပြေတဲ့အိမ်တွေငွေကြေးခက်ခဲနေတဲ့အိမ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အကျွေးပူမီနေမိနေတဲ့အိမ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရားကျောင်းစုံကကျွန်တော်တို့တွေ ဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲဖုံနေတက်ဟောပုချင်းမြင်းနေတက်ဟာညစ်ပတ်ပြီးတော့အဲ့လိုမျိုးရှုပ်ရှက်ခတ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်စီပေါ်တက်တဲ့အိမ်ဖြစ်ခြင်းဖះအကြောင်းစကိုတန့်ရှင်းလေးလုံးမယ်ရေတက်ပင်မယ်ဖះပန်းလေးလေးအချောက်မခံတဲ့ရေတွေကိုအပုတ်ခံအနမ်းမခံနဲ့ပေါ့နော်။တချို့ဆိုရင်ရေတွေကပုတ်စော်လေးနန်းတို့အဲ့လိုမျိုးလေးထားတာရှိတယ်။ရေတွေအပုတ်ခံအနမ်းမခံတဲ့အဲ့တော့တည့်ရက်တစ်ခါလဲပေးအဲ့တော့ကျွန်တော်တို့တွေဟို ကိုယ့်ရဲ့ဖះအကြောင်းစုံမှာဖះစာအုပ်တွေပဲတင်မယ်တခြားမဆိုင်တဲ့ရှောက်မတင်တဲ့တချို့ဆိုရှောက်တင်တာပြောဖះဖះစင်ပုံမှာဖះအကြောင်းစုံပုံမှာလည်းဘာပစ္စည်းတွေမှမသိဘူးရှောက်ရှောက်ခတ်နေတာပဲအဲ့လိုမျိုးတွေကျွန်တော်အများကြီးတွေးဘူးတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေစီဝတ်တက်ခြင်းအဓိက main point ကတော့ဖះအကြောင်းစုံပဲဖြစ်ပါတယ်ဖះအကြောင်းစုံတက်ရဲလေးထားမယ်ဖះစာအုပ်လေးတရားညီလေးစီထားမယ်အဲ့တော့ဗဒီလေးတွေတခြားလေးချိတ်ထားမယ်အဲ့တော့ကျွန်တော်တို့ဖះပုံတော်လေးတွေတုံမဟုတ်စင်းတော်လေးကို ဖုတ်တိုက်ပေးမယ်ရောင်ကြီးတော်ဖွင့်ပေးမယ်တန့်ရှင်းနေလုပ်ပေးမယ်မြေတော်တွေတစ်ပေးမယ်အဲ့တော့ကျွန်တော်တို့တွေတောက်ပြောင်းနေအောင်ပေါ့နော်တည်တံလေးကျွန်တော်တွေတသက်ရက်လေးဖျောင်းလို့ထားမယ်အဲ့တော့ကျွန်တော်မြည်သည့်ဖျားเจ้าဆုံးမဆုံးတော့ကြည်ဒီကိစ္စမရှိဘူးသေးလေကိစ္စမရှိဘူးကျွန်တော်တို့ကစိတ်ကအဓိကဆိုတော့လေကျွန်တော်တို့ကလည်းတသက်ရက်လေးဖြစ်အောင်ထားဖို့လို့လိုတယ်အဲ့တော့ကျွန်တော်တသက်ရက်လေးဖြစ်နေမှကျွန်တော်စိတ်တရက်လေးကြည်လင်းနေမှာပေါ့ဗျာနော်ဒါကြောင့်မလို့တော်တော့ယူလေအမြင်မပြတ်ကပ်ပေးမယ် ဒါဆိုရင်အဲ့ဒီအရာအေဂျင့်မှုတွေဖြစ်ပြီးတော့ကျွန်တော်တွေစီးရင်ဒီဆိုစီအောင်တော့အဲ့အိမ်မှာလုံးဝပူတော့ကလေးမရှိဘူးအေဂျင့်နေမယ်အထူးသဖြင့်စီးပွားလေးလည်းပြန်တက်လာမှာဖြစ်ပါတယ်ဒါကျွန်တော်တွေနံပါတ်1တစ်ခုဖြစ်ပါတယ်နံပါတ်3ကတော့အိတ်ခန်းဖြစ်ပါတယ်ကျွန်တော်တို့အိတ်တဲ့အဲ့အရာတွေကလည်းကျွန်တော်တို့ကတက်တက်ရက်ဖြစ်နေမှုလို့ပါတယ်ကျွန်တော်ဆိုလို့ရှိရင် ဟိုကျွန်တော်တို့လူငယ်တွေလူငယ်တွေဆိုတော့เนาะကျွန်တော်တို့ကအဲ့အဲ့ပြီးဒီတိုင်းပဲပြစ်ထားပြီးခါထထောတာများတယ်အာဒီခါကျနေအလုပ်တွေပါနောက်ကျလို့ရှင်ဒီတိုင်းဒီပိုင်းကပြပြပြထပြရတဲ့မျိုးတွေရှိတယ်အဲ့ဒါလေးကတရက်နှစ်ရက်တော့ကိစ္စမရှိပြီမဲ့အနေငယ်ကြလာပြီးဒီတိုင်းပြစ်ထားတဲ့အခါမျိုးမှာလည်းကျွန်တော်တို့ရဲ့အိတ်ခမ်းတွေပတ်သက်ပြီးတော့ကျွန်တော်တွေဟိုကျန်းမာရေးတွေညံတာမျိုးတွေကျန်းမာရေးတွေမကောင်းတာမျိုးတွေကအဲ့လိုအိတ်ခမ်းတွေဆလာလာများပါတယ်ဒါကြောင့်မလို့ကျန်းမာရေးကောင်းခြင်းနဲ့ပုံပြီးတော့ကကင်းခြင်းနဲ့ဆိုရင် အိတ်တဲ့အိတ်ခံကိုတက်ရက်လေးထားမှာထားပြီးပြီဆိုတာနဲ့ကျွန်တော်တို့သေချာတက်ရက်လေးသိမ့်မယ်အဲသူနဲ့သူပြန်သိမ့်မယ်ပေါ့ဗျာနော်ခောက်တင်တာခောက်တင်တာသိမ့်ပေါ့အဲ့လိုမျိုးလေးသိမ့်ပြီးမယ်ဒါနံပါတ်3ချက်နံပါတ်4ချက်ကတော့အားလုံးသတိမထားမိကြပါဘူးအဲ့ဒါတော့အိမ်သာပဲဖြစ်ပါတယ်အော်ကန်နေအရန်ညံ့တဲ့ခါမျိုးလက်တွေအရန်ပိတ်တဲ့ခါမျိုးမှာအိမ်သာပြေးစိလိုက်တာနဲ့တော့လက်တွေပွင့်သွားတာမျိုးတွေရှိတယ်အာဒါမစ္စမြလည်းမယုံလက်တွေလှုပ်ကြည့်ပါဘောနော်လက်လက်တွေလှုပ်ကြည့်ပါအထူးသဖြင့်ပို့လို့ထူကြခြင်း ဖျားကျွန်တော်တို့ဖျားចောင်းဆောင်တွေဘုံကြီးចောင်းတွေမှာရှိတဲ့ကုကုကုရီတွေပေါ့ဘုံចောင်းတွေဆိုရင်တော့အိမ်သာကုရီလို့ခေါ်တာပေါ့နော်ဘုံចောင်းတွေမှာရှိတဲ့အိမ်သာကုရီတွေကိုတွားပြီးတော့ဆေးပေးကြည့်ပါမဲဆူလိုကန်တွေပြန်ပြီးတော့တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့မဲဆူမြတ်ကန်တွေအရန်ညံ့လို့စိတ်ပြတ်နေဘုံចောင်းကကုကုရီတွေတွားပြီးဆေးပေးတာမျိုးရေကန်တွေရေဖြည့်တာမျိုးတည့်လောက်တွားတွားလုပ်ကြည့်လိုက်ပါတကယ်တိတ္တဆိုတာပဲကျွန်တော်တို့ကံတွေပြန်တက်လာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ရေ အဲနောက်နောက်တစ်ချက်လေးကတော့ကျွန်တော်တို့ထမင်းစားတဲ့ခါမျိုးမှာအဲထမင်းစားလို့ရှိရင်ကျွန်တော်တို့က အေးတချို့အိမ်တွေရှိတယ်ထမင်းစားပြီးလို့ရှိရင်အဲငားတွေကြက်ရိုးတွေပါတွေအဲ့တော့ထွေးပြီးတော့အဲ့ကိုယ့်ရဲ့စားတဲ့ပကံတွေကိုပြန်ပြီးသိမ်းသွားတာမျိုးတွေကျွန်တော်တွေ့ဘူးတယ်အဲ့ကျွန်တော်တို့ကငငငငတော့ဆိုတော့အဲ့လိုပဲသိမ်းတာပေါ့နော်အဲ့တော့ပုံမှန်တော့အဲ့လိုမဟုတ်ပဲねကျွန်တော်တို့ကထွေးတဲ့ပကံလေးအယိုးပကံပေါ့နော်ပြောမှဆိုရင်အယိုးပကံလေးကိုတိတန်လေးထားမယ်အယိုးပကံအယိုးအယိုးပကံလေးတိတန်ထားမယ်အဲ့တော့ကျွန်တော်အယိုးတွေပါပိုင်းအဲ့ပကံတွေကိုပဲထည့်ပေါ့ကိုယ့်ပကံနဲ့ကိုယ်ပြန်မထည့်နဲ့အဲ့တော့ကျွန်တော်တို့တခါကျရှင်အဲအထူးအထူးပြည့် အရှင်မလေးလက်လှုပ်တာများမယ်နော်အဲ့တော့ပကံလေးပိုင်းရှိတဲ့တိတ်နဲ့ဆိုလို့ရှိရင်တော့အဲ့ပကံလေးကိုအားလုံးအဲ့ခုံမှရှိတဲ့အမိုက်တင်ဟင်းနဲ့ကုံလို့စားတဲ့ပကံတို့ထက်ပြီးတော့သိမ်းပြီးထက်ပြီးတော့အကုန်လက်ထုတ်သွားတယ်လက်ထုတ်ပြီးမှသွားပြီးတော့ဟိုသွန်နေရှိတယ်ပေါ့နော်အဲ့လိုမလုပ်သင့်ပါဘူးကိုစားတဲ့ပကံလေးကိုအဲ့လိုအမိုက်တိတ်တွေအဲ့မကောင်းတဲ့ရွေးတွေမထည့်သင့်ပါဘူးအဲ့တော့မကောင်းတာတွေထည့်ဖို့ဆိုတိတန်လေးတက်တက်လေးထားပေးပါဒါဆိုရင်ကျွန်တော်တို့ရဲ့ အဲကျွန်တော်တို့စီးပွားတွေရှာဖို့အတွက်ကျွန်တော်စီးပွားတွေရှာဖို့အတွက်ချောရှူရှူဖြစ်ပါတယ်မဟုတ်ရင်အခက်ခဲတွေနဲ့ဆူညခလုံးတွေနဲ့ဖြစ်တတ်ပါတယ်အဲပြီးရင်နောက်ချက်ကတော့ကျွန်တော်တို့ကလက်သေးတွေညက်တယ်အဲလက်သေးညက်တာတယ်ကျွန်တော်တို့ကမနဲ့ဆောဝေးလဲမညက်ကောင်းသလို့ အဲမိုးနေဝင်သွားပြီမိုးချုံရင်လည်းမညက်ကောင်းပါဘူး။ဒါကျွန်တော်ဓမ္မတိတန်ကြကြကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ညက်ပက်တွေညက်လို့ရှိရင်မမြင်မကန်းနဲ့ဆိုရင်လက်တွေပါလေထိမိခိုက်မိမှလည်းကြောက်ရတာတစ်မျိုးပေါ့။အဲ့တော့ကျွန်တော်တို့ဒီကက်ကြီးတို့အဲ့လိုမျိုးလက်တွေညက်တွေဆိုတာကျွန်တော်တို့အဲ့လိုညက်ပက်တွေအသုံးမပြုကောင်းသလိုမနဲ့ဆော့ဆော့စီးလည်းအသုံးမပြုကောင်းပါဘူး။ဒါမျိုးလေးလည်းတချို့အဲ့လိုမျိုးသုံးကြတော့ကျွန်တော်တွေ့တယ်ပေါ့နော်။ဒါလေးလည်းရှောင်ပေးပါ။ပြီးရင်အရန်အရေးကြီးတာတစ်ခုရှိတယ်။အဲ့ဒါကတော့ ကျွန်တော်တို့တွေတချို့အိမ်တွေမှာဧည့်သည်တွေလာလို့ရှိရင်ဖျားလေးပိုင်ခင်းပြရတယ်ဟုတ်အဲ့ဖျားလေးပိုင်ခင်းပြရတယ်တချို့လည်းတင်ပြဖျားလေးတချို့လည်းဖော့ဖျားလေးအဲတချို့ပေါ့နော်တချို့နေရာလေးပေါ့ဟိုဖျားလေးပိုင်ခင်းပြရတဲ့အိမ်တွေရှိတယ်အဲဒါခါကြလို့ရှိရင်ဖျားလေးကမခင်းဘူးကော့ကိုခင်းအိတ်တာမျိုးလည်းရှိတယ်အဲ့လိုဘလိုပဲဖြစ်ဖျားလေးကိုကျွန်တော်ကခင်းတယ်ပြီးလို့ရှိရင်တော့ပြန်သိမ့်တယ်ပြန်လိတ်ပြီးတော့ဟိုဗီဒီယိုဘော်တွေဟိုဘော်ဒီဘော်တွေရှောက်ပြီးတင်တင်ကြတယ်ပေါ့နော်အဲ့လိုမတင်ပါနဲ့ကျွန်တော်အောက်မှာအောက်မှာခင်းပြီးသားဖျားက ကျွန်တော်တို့အပေါ်မတင်သင့်တော့ပါဘူးအဲကျွန်တော်တို့ဘလို့လို့သင်နေဆိုတော့ကိုယ့်ကိုအနီးနားခြောင်လေးတနေရာမှာတာလေးထောင်ထားတာမျိုးအဲကျွန်တော်အပေါ်တင်မယ်ဆိုလို့ရှိရင်လည်းခေါင်းပေါ်တဲ့ကြုံအောင်လို့မတင်နဲ့ပေါ့နော်အဲ့လိုမျိုးတွေတင်ပြတာလေတကယ်ကိုကျွန်တော်တို့တွေလက်လက်ပဲအကြီးပိတ်စီတွေပေါ့နော်ဖုံးရှင်းဝါးတွေနှိမ့်သွားစီပါတယ်ဒါလေးလည်းကျွန်တော်တကယ်ကူးစိုက်တဲ့အချက်လေးပေါ့နော်။အာတရားလို့ယုံကြည်တဲ့မိတ်ဆွေများအတွက်ပေါ့နော်။တချို့လည်းမယုံကြည်ကြပါဘူး။အဲ့တော့ကျွန်တော်မိတ်ဆွေများဒီဟာလေးသတိထားကိုကိုအိမ် ပြန်ကြည့်လိုက်ပေါ့နော်။ဟောငါ့ရင်မှာအစည်းဝေးတွေကြာနေရပဲအပူပီးများနေရပဲအလုပ်တွေဆင်ပြေလို့ဆိုလို့ရှိရင်ဒါလေးဒီချက်လေးတွေကိုမိတ်ဆွေများတေချာလေးပြန်ပြီးလှုပ်ကြည့်လိုက်ပါပြောင်းလဲသွားပါလိမ့်မယ်ဗျ။အနောက်ဆုံးချက်လေးကတော့ကျွန်တော်တွေမှန်ပဲဖြစ်ပါတယ်။အဲ့တော့မှန်ကွဲတို့နိုင်အကွဲတို့အဲကျိုးရဖုံးကွဲတို့အပုံမှန်ဖုံးရွှေမီနိမညာရဆိုလဲဖုံးရွှေပညာရဆိုလဲမှန်ကွဲနိုင်ကွဲတွေကမသုံးတင်ဘောနော်အဲ့တော့ကျွန်တော်တွေ အထူးသဖြင့်နိုင်တို့ကျွန်တော်အိမ်ရှိတကားပေါ်မှာရှိတယ်အဲ့တော့မန်တချို့အိမ်ဆိုမန်နေမှာကာတာနော်မန်တကားလေးပါလေအဲ့လိုမန်တကားလေးကထိမိခိုက်မိပြီးကွဲတာတို့အတ္တလို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကအဲကြည့်လိုက်ပါအဲ့ဒီအကွဲအဲ့အတ္တရာပူဆွေးတော့ကမှုတွေဖြစ်စေတယ် အဲ့တော့ဒါကြောင့်မို့အဲ့လိုမန်မန်ကွဲနဲ့တုံးတဲ့လူတွေတို့အဲ့တော့မို့မန်မန်ကွဲနဲ့နေတဲ့အိမ်တွေဆိုလို့ရှိရင်အပူတော့ကလေးတစ်ခုမို့တစ်ခုစဉ်းကျင်ဆိုင်တစ်ခုမို့တစ်ခုကျွန်တော်တွေဆွဲယူသလိုဖြစ်နေတယ်အဲ့လိုအခြေအနေမျိုးဖြစ်နေတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီအိမ်နောက်ဖေးတို့အိမ်သားတကားတို့ကတော့တိတ်အရေးမကြီးပင်မဲ့အဲကျွန်တော်တို့အနိဋ္ဌအယုံညာလေးတိတ်အရေးမကြီးပင်မဲ့အဓိကအရေးအရေးကြီးလာတဲ့ကျွန်တော်တို့ရဲ့အိမ်ရှိမျက်အိမ်ရှိမျက်အိမ်ရှိမျက်နှာစာတွေခေါင်းငန်းတွေအပေါ်ခန်းတွေမှာအဲ့လိုမျိုး မန်ကွဲတွေပါရှိရင်တော့ချက်ချင်းလဲတင်ပါတယ်ပေါ့နော်လဲတင်ပါတယ်အဲ့တော့ကိုကဟိုမလဲနိုင်သေးလို့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ရေအချိန်ကြောင်းကြောင်းဆိုလို့ရှိရင်လည်းဖြုတ်ထားပြီးတခြားလေးပြောင်းတက်တော့မလို့ပြောင်းကာပေါ့ဗျာနော်တစ်ခုလေးလုတ်ပေးပေါ့ အဲ့တော့မိတ်ဆွေများလှုပ်ကြည့်လိုက်ပါတကယ်ထူးခြားသွားပါလိမ့်မယ်အဲပြီးရင်ကျွန်တော်နောက်တစ်ချက်လေးရတော့အရန်ရေးကြည့်ပြကျွန်တော်တို့အိမ်နေမှာဟိုခုနောက်ပိုင်းဆိုအိမ်နဲ့အိမ်နဲ့မှာကျွန်တော်တို့ပန်ကားတို့အဲကျွန်တော်တို့ကျွန်တော်ပန်ကားတွေရှိတယ်မီးကြောင်းတွေရှိတယ်အဲ့မီးကြောင်းတွေကျွန်းနေတာတို့မီးကြောင်းတွေကျွန်းနေတာတို့မပြင်းတာတို့မလဲတာတို့အဲအစားပြီးအဲ့တော့တော့တို့ချွေလေရေပိုက်တွေရှိတယ်အဲ့တော့ကျွန်တော်ရေအမအမရေပိုက်တွေပါဆိုလို့ရှိရင်တခါကြလို့ရှိရင်အဲတချို့ဒီပေါ့နော်ရေတွေက မဆင်းဘူးဗျမဆင်းမဲ့တဲ့ပိတ်ဆို့နေမျိုးလေးရှိတယ်ရေတည်းကမဆင်းမဆင်းဘူးရေမြောင်းနေပါလေမဆင်းဘူးအဲ့လိုချင်တဲ့မျိုးဖြစ်နေရင်လေကျွန်တော်တို့ကဒါကျမ်းမာရေးလေးညံ့ညံ့စီပါတယ်ကျွန်တော်ဒါလေးကျမ်းမာလေးညံ့စီပါဒါကြောင့်မကျမ်းမာရေးတခြားခြားဖြစ်နေတဲ့အိမ်လေးအိမ်နေမှာလူကြီးတွေရှိလားမသိဘူးအိမ်ကြီးမှာကျွန်တော်ကျမ်းမာရေးတခြားခြားဖြစ်နေတဲ့မိသားစုတွေမှာကျမ်းမာရေးဟိုတရမကောင်းလေဒီတရမကောင်းလေအဲ့လိုမျိုးလေးဖြစ်နေရင် ဲ့တော့ဘာလေးအဓိကပြန်ကြည့်ရလဲဆိုတော့အဲ့ဒီမှာရှိတဲ့ရေပိုက်တို့မီးတို့အဲ့လိုမျိုးပြန်ကြည့်ရတယ်ဗျအဲ့တော့မီးလုံးတွေကဖလက်ဖလက်ဖလက်နဲ့အဲ့လိုကျွန်းတော့မှာလာတသူချက်ချင်းလဲပလိုက်ပါအကျုံးမခံပါနဲ့အဲ့တော့ကျွန်တော်တို့မီးကြောင်ပြက်နေရလေလို့ရှိရင်ဒီတိုင်းမထားပါနဲ့အဲ့မီးလုံးကျွန်းနေမှာဒီတိုင်းမထားကောင်းပါဘူးနိုင်ရက်နေရလေဒီတိုင်းမထားကောင်းပါဘူးနိုင်ရက်နေတာရှိရင်ချက်ချင်းကျွန်တော်တကယ်တက်လဲပြက်အဲဒါမှမဟုတ်လေကျွန်တော်တို့တွေအဲဖန်ချောင်းတို့မိချောင်းတို့ပြိုင်နေချက်ချင်းလဲပြမဟုတ်ရင်အဲ့မိသားကိုဖြုတ်ပြီးတော့ ဟိုဖြုတ်ပြီးတော့ပြစ်လိုက်ပေါ့နော်ကျွန်တော်လည်းဖြုတ်ပြီးပြစ်လိုက်ပါအเจ้าမျိုးကြောင့်ဖန်ချောင်းကုံသားတို့လဲလို့အဆင်ပြေလို့ဆိုလို့ရှိရင်လည်းအဲ့ဖန်ချောင်းကိုဖြုတ်ပြီးပြစ်ထားပါအော်နိုင်နေဆိုလို့ရှိရင်လည်းအော်တကယ်လို့ဟိုတက်ခဲဝင်မြတ်တယ်လို့ဆိုရင်နိုင်ရောဖြုတ်ပြီးတော့ခဏသိမ်းထားပါပြီးမှပြန်တက်ခဲရမှပြန်တက်ပါဒါလေးလေမိတ်ဆွေများ cute site လေးလုတ်ပေးကြည့်ဒါဆိုကျက်မိုက်လေးပြန်ကောင်းလာလာပါလိမ့်မယ်အဲ့တော့ အထက်မြေတိုက်တယ်ဆိုရင်ကျွန်တော်ရေပိုက်လမ်းကြောင်းတွေပါတယ်ကျွန်တော်ရဲ့အစားအစားတောက်တွေပါတယ်ဘာလို့အဲ့လိုစားရင်ပိတ်ပိတ်ဆိုသွားတာမျိုးရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ရေမစီတော့ရေရေမစီတော့မဲ့ရေတွေကပိတ်ဆိုပြီးရောအဲ့လိုမျိုးဖြစ်နေအခုစီမှာလဲအော်အပိတ်ဆိုတာစီတွေလာဖြစ်တယ်ပြီးတော့ကျမ်းမိုက်နဲ့ပတ်သက်ပြီးတော့လဲဝမ်းပိုက်နဲ့ပတ်သက်ပြီးတော့ယောဂတစ်ခုလာဖြစ်တယ်တော့ယောဂရှာမရပဲねအဲဒီဟာလေးလေးပြန်လို့ရေပိုက်စရာဒီအဲ့လိုကိုခေါ်ပြီးပြင်လိုက်ပြုတ်လိုက်ခါပြုတ်လိုက်ခါကြမှာဖန်ချောင်းလေးလေးအစ်စ်ပြန်လက်လက်ခါကြမှာဟောကျွန်တော်တို့တွေ ဲ့လိုမျိုးလေးလုံးတကကြမှာပြန်ပြီးကောင်းသွားတဲ့မျိုးရှိတယ်အဲဒါဆိုရင်ကျွန်တော်မိတ်ဆွေအားလုံးဒီလောက်ဆိုရင်အားလုံးပဲတည်သွားပြီထင်ပါတယ်နော်ဒါဆိုကျွန်တော်တို့အိမ်ဒီမှာဘာကြောင့်စီးပွားမတက်တာလဲဘာကြောင့်စီးပွားတွေမဖြစ်တာလဲဆိုတော့အားလုံးသိပြီထင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့စီးပွားတွေတက်ဖို့အတွက်ဘယ်လိုလုပ်အောင်မလဲအာလွယ်ပါတယ်ဗျာခုနကကျွန်တော်ပြောတဲ့အချက်လေးလေးကိုအားလုံးပဲလုပ်မယ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့မနဲ့မိုးလင်းပြီဆိုတာနဲ့နမောတတသုံးကျင်လေးယူပြီးမှနမောတတသုံးကျင်လေးရွတ်မယ်ဟောမျက်နှာတက်တော့မယ်ဗျာနမောတတသုံးကျင်နဲ့တက်မယ် တကားတွေဖွင့်တော့မယ်ဗျာနမောတတသုံးညယူပြီးတော့ဖွင့်မယ်အိမ်တကားပဲဖွင့်ဖွင့်ဆိုင်တကားပဲဖွင့်ဖွင့်ဟောကျွန်တော်တွေရွှေတကားကြီးဖွင့်ပါပြီငွေတကားကြီးဖွင့်ပါပြီစီဝတ်တက်စေတော့အိမ်တကားကြီးဖွင့်ပါပြီဟောဆိုင်တကားကိုဖွင့်တော့မယ်ဆိုလဲရွှေတကားကြီးဖွင့်ပါပြီငွေတကားကြီးဖွင့်ပါပြီစီဝတ်တက်စေတော့ဆိုင်တကားကြီးဖွင့်ပါပြီအဲဒါမျိုးပေါ်တော့ပိုင်ရှင်ကကိုကိုတိုင်ဖွင့်တယ်ကိုကိုတိုင်ပြောကိုကပိုင်ရှင်ကနောက်မှဖွင့်တယ်ပိုင်ရှင်ကမလာသေးဘူးကိုရဲ့ ဟိုလောက်ငတာတယ်ကိုယ့်ကိုယ့်တပည့်တွေကဖွင့်တာဆိုကြင်ကိုယ့်တပည့်တွေကိုပြောခိုင်းဟောရွှေတကားကြီးဖွင့်မမင်းငွေကြီးဖွင့်မစီဝတ်တက်စီတော့ဆိုင်တကားကြီးဖွင့်မပြီဆိုပြီးအဲ့လိုပြောပြောပြီးမှဖွင့်ခိုင်းပိုကောင်းခြင်းသုံးသုံးကောက်လောက်ပြောအဲ့လိုမျိုးလေးလောက်ကြည့်ပါဆိုင်နေဆိုလို့ရှိရင်လည်းဆိုင်နေရောင်းကောင်းပြီးတော့ကျွန်တော်ရောင်းမဝယ်မနေကောင်းလာတယ်အိမ်နေဆိုလို့ရှိရင်လည်းအိမ်နေစီဝတ်တွေတက်လာတော့တွေ့မှဖြစ်ပါတယ်ဒီချက်လေးတွေကိုကျွန်တော်လည်းရင်တော့ မတိခဲ့နေမတိခဲ့ဘူးပေါ့နော်ကျွန်တော်ငယ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 ်တော့ဆိုလို့ရှိရင်တော့အဲတရားတရားလေးတွေကျွန်တော်လည်းတိတဲ့တိတဲ့ချင်းနဲ့စပြီးတရားလေးကျွန်တော်လိုက်ပြီးလေ့လာကြည့်တယ်လိုက်ပြီးဟုတ်မဟုတ်လို့ကျွန်တော်စမ်းသပ်ကြည့်တာကျွန်တော်သုံးနှစ်သာအတွင်းမှာတရားလေးကိုဟုတ်မဟုတ်စမ်းသပ်ကြည့်တာတကယ်ဟုတ်နေတော့လဲသွားတွေ့ရတယ်တကယ်လေကျွန်တော်ကတော့ခင်နေသူဂျုံနေသူကိုယ့် ဟိုမြင်တော့အဲ့လိုမျိုးပြောခဲ့တယ်တခါကြောက်လို့ရှိရင်ကိုယ်နဲ့တခါမှမသိဘူးဟာတော့တိ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 မတိတိကျွန်တော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်သိတာလေးတို့ကျွန်တော်သူတို့တချို့လည်းအဲ့လိုပြောပြတယ်တချို့လည်းကြိုက်တယ်တချို့လည်းမကြိုက်ဘူးပေါ့နော်ဒါပဲဘာဖြစ်ဖြစ်မိတ်ဆွေများခုကျွန်တော်ပြောလဲအချက်လေးနဲ့မိတ်ဆွေများသတိထားပြီးတော့လုပ်ကြည့်လိုက်ပါမဲဆွေများနဲ့အိမ်ဇီဝတက်လာပါလိမ့်မယ်လို့ကျွန်တော်ရေးကြည့်ပြောရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာကြည့်ရှုနာစေမင်းနဲ့မဲဆွေအားလုံးလည်းဇီဝတက်တက်ကြပါစေအလောက်ကနေအဆင်ပြေကြပါစေအဲ့တော့ line subscribe နေပြီးအားပေးကြပါအောင်ဗျာ ော့အဆင်မပြေတာလေးလည်းမေးခဲ့လို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ